ားလုံးမင်္ဂလာပါမတူဒီနေ့ဝေမျှခြင်းတန်လေးကကြတော့ဒီ ဘူးတူရလည်းရအောင်ပေါ့နော်ဒီကိုဝင်ဘူးမဆောင်စားဆောင်မဲ့မျိုးသမီးတွေနောက်အဓိကတော့မျိုးသမီးတွေတွေ့ပဲရွေပြီးတော့ပြောတာလေးပေါ့နော်အဲ့ဒါကဘာလေးလဲဆိုလို့ရှိရင်တိမ်ပြင်းမမှာတတိတေတာဆိုတာကဘလူးမျိုးလဲဆိုတဲ့အဓိပ္ပာယ်လေးကိုအာဒီဗီဒီယိုလေးနဲ့လာပြီးတော့ sharing လုပ်ပေးမယ်အရင်ဆုံးကျတော့မသူတို့ဒီကိုဝင်ဆောင်မို့ဆိုလို့ရှိရင်မသူတို့ရဲ့မမျိုးဦးလေးနဲ့တုတ်ကောင်လေးနဲ့တွေ့မယ်သူတို့ကတာအုပ်ပြင်းနေမှာတွေ့မယ်တွေ့ပြီးတော့သူတို့အာတတိအောင်သွားပြီဆိုလို့ရှိရင်ဒီတာလောင်းလေးကကျတော့တတိတာလောင်းလေးကကျတော့ ော့အာဒီတောင်ပြုံတွေကနေဆင်းပြီးတော့မသူတို့တိန်နိုင်ရမှာသူတို့ကြဲကြဲဝန်းဝန်းလေးနေဖို့အတွက်ပေါ့နော်အသိန်းနိုင်ရမှာလာပြီးတော့ဒွဲကက်နေရမှာဒါဆိုရှင်ဒါဖြူးဖြစ်စဉ်ပုံမှန်တရေတဲချင်းလို့ခေါ်တယ်အဲ့လိုမျိုးမှမဟုတ်ဘဲနဲ့ဒီမျိုးအောင်ပြီးသားတရေသားလောင်းလေးကအဲ့လိုမျိုးမှမဟုတ်ဘဲနဲ့သူကအောက်ကိုပြန်ဆင်းမလာဘူးတောင်ပြုံတွေမှာတချို့တွေတရေတဲနေတာရှိတယ်ပေါ့နော်တောင်ပြုံတွေမှာနောက်တစ်ခုကကြတော့အဲဒီတောင်အိမ်မှာတဲနေတာရှိတယ်အဲ့မျိုးဒီတရေသားအောင်ပြီးသားတရေသားလောင်းလေးရပါနော်အာတချို့ကကြတော့ တင်တိန်ကောင်းထဲမှာပေါ့နော်တချို့ကြလဲ one byte ထဲမှာအဲဒီလိုမျိုးတွေဖြစ်လာဆိုလို့ရှိရင်တော့ပုံမှန်ဒီတိန်ထဲမှာခလီလီကသတိမတည်ပဲနဲ့ဒီမသကုဏပြောတဲ့နေရာတွေမှာအာသတိတည်ပြီဆိုလို့ရှိရင်တော့ဒါကိုတိန်ပြင်မှာသတိတည်တယ်လို့မသူတို့ကသတ်မှတ်ပါတယ်ပေါ့နော်တီဗီလေးကအကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးပါကျေးဇူးတင်ပါတယ်ကျမ်းမာရင်လည်းပတ်သက်ပြီးတော့လည်းအခါမဲ့တိုင်းမျိုးဆွေးနွေးပေးနေပါတယ်ရှင်